လေ့ကျင့်ကံလုပ်ရင်အကစားလုပ်ရင်ထိခိုက်မိတာပဲဖြစ်ဖြစ်ပြုတ်ကြတာမျိုးပဲဖြစ်ဖြစ်လိမ့်ကြတာမျိုးဖြစ်ဖြစ်မတော်တဆထိခိုက်တံရနဲငယ်ရပြီးရောင်ရမ်းတာတွေဖြစ်ရင်တက်တာအောင်ဘာတွေလုပ်ကြမလဲခြေကနီးလန်းလေးဒေးကူကူပြပြပေးပါမရှင်ဒီမှာဆိုရင်ခြေကနီးလန်းလေးတွေကို RICE rice ဆိုပြီးတော့အတူကောက်ဖတ်နိုင်ပါတယ်အာဆိုတာက restrict activity and rest နားယူပေးရပါတယ် ထိခိုက်မိတဲ့နေရာဥပမာထိခိုက်မိတဲ့ခြေထောက်ကိုအနာလှုပ်ရှားမှုမလုပ်ဘဲနဲ့အနားယူပေးရပါတယ်။အထူးသဖြင့်ဒဏ်ရာရပြီးနာရီအနည်းငယ်လောက်မှထိခိုက်မိတဲ့ဘက်ကိုငြိမ်ငြိမ်လေးဖြစ်အောင်ထားပေးသင့်ပါတယ်။အဲ့ဒီအချိန်မှာထိခိုက်မိထားတဲ့ကြက်သားတွေကအာနဲ့နေတဲ့အတွက်လှုပ်ရှားမှုလုပ်လိုက်မယ်ဆိုရင်ဒဏ်ရာကိုပိုပြီးစိုးလံစေနိုင်ပါတယ်။ကောင်းမွန်စွာအနားယူခြင်းကဒဏ်ရာတွေကိုပြန်လည်ကုသနိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။နောက်တစ်ခုကတော့ ice ပေါ့နော်။ရေကဲကပ်ပေးပါ။ ထိခိုက်မိပြီးတော့ရောင်ရမ်းနေတဲ့နေရာကိုအများဆုံးရေခဲအုပ်ပြရပါတယ်။တချို့ကဒဏ်ရာကိုပူတဲ့ဆေးတွေပျုပ်စီတွေလင်းပြီးတက်ကြပါတယ်။အဲဒီခါမှဆိုရင်ပူစီတဲ့အရာတွေကရောင်ရမ်းခြင်းကိုပိုဆိုးစေပြီးတော့ရေခဲကပ်ပြီးခြင်းကသာအဲ့နေရာကိုတွေးရောက်တာနဲ့အောင်ကူညီပေးတဲ့အတွက်နာကျင်ခြင်းကိုရောရောင်ရမ်းခြင်းကိုရောတတ်တာစေနိုင်ပါတယ်။ဖြစ်ဖြစ်ချင်းတစ်ရက်နှစ်ရက်မှအများဆုံးကပ်ပေးနိုင်တာကပိုကောင်းပါတယ်။ ရေခဲကတ်တဲ့အခါမှာလေရေခဲကိုရေပြားပေါ်ဓာတ်ရိုက်မကတ်ရပါဘူး။အဖို့အပားလေးတစ်ခုထုတ်ပြီးမှကတ်ပြီးတင်ပါတယ်။အဲ့15မိနစ်လေးကတ်လိုက်နောက်ထပ်15မိနစ်နားလိုက်ပြီးတော့မှပြန်ကတ်လိုက်ဒီလိုမျိုးလေးလုပ်ပြရပါတယ်။နောက်တစ်ခုကတော့ C compression compression ဆိုတာကဒဏ်ရာရတဲ့နေရာကိုထုတ်ထားပါတဲ့ပတိစီခိုင်းတာပေါ့နော်။ ဖောက်ရောင်ခြင်းဆိုတာက ထိခိုက်မိတဲ့နေရာမှာအရေတွေစုလာတာကြောင့်ဖြစ်တဲ့အတွက်ထိခိုက်မိတဲ့နေရာကို elastic bandage လိုမျိုးသုံးပြီးတော့ပတ်ထားပေးသင့်ပါတယ်။ဒီလိုလုပ်တာကအရေတွေစုမလာအောင်ကာကွယ်ဖြစ်စေနိုင်ပြီးတော့ဖောက်ရောင်ခြင်းကိုတတ်တာစေပါတယ်။ပလုံရှားမိအောင်အနည်းငယ်လည်းအဟန့်ထားဖြစ်စေနိုင်တဲ့အတွက်အနာလည်းတတ်တာစေနိုင်ပါတယ်။ထုတ်ပိုးတာအရန်တင့်ကျက်သွားလို့ရှိရင် ထုံနာကျင်နာတွေဖြစ်လာရင်တော့ဒီလိုမျိုးတော့မလုပ်သင့်ပါဘူးဒါကသွေးလက်ပတ်မှုကိုအနှောက်အယှက်ဖြစ်စေတာပါ ။ဒါဆိုရင်ပက်တီးကိုအရင်တက်တက်မစီးပဲနဲ့ပုံမှန်လေးပဲစီးတင်ပါတယ်။နောက်တစ်ခုကကြတော့ e e ဆိုတာကကြတော့ elevate the injury area elevation ပေါ့နော်။မြင့်ထားရပါတယ်ထိခိုက်မိတဲ့နေရာဥပမာခြေထောက်ဆိုရင်လည်းခြေထောက်ကိုတခုခုသုံးပြီးမြောက်ထားတင်ပါတယ်အဓိကအနေနဲ့နှလုံးနဲ့ပေါ့နော်နှလုံးရှိတဲ့နေရာရင်ဘက်ထက်မြင့်အောင်ထားပြီးခြင်းကအရေးတွေကိုပုံမများလောက်အောင်လုပ်ပေးနိုင်ပါတယ် တကယ်လို့ထိခိုက်မိတဲ့နေရာကရင်မထက်မိအောင်ထားဖို့မဖြစ်နိုင်ဘူးဆိုရင်တော့တံတန်းနဲ့ဖြစ်အောင်အနည်းဆုံးထားပေးရပါမယ်။ဥပမာတင်ပါဆိုပါစို့တင်ပါအောင်မှာခေါင်းအုံးဒါမှမဟုတ်ဆောင်းတစ်ခုခုသုံးပြီးတော့အနည်းငယ်မြင့်အောင်ထားပေးနိုင်ပါတယ်။ အခုပြောပြသွားတဲ့နီလန်းလေးလေးကတော့ထိကတဲ့ရရပြီးတော့82နှစ်အတွင်းမှာပြုလုပ်တင်တဲ့နီလန်းလေးတွေပဲဖြစ်ပါတယ်ရှင်။အားလုံးပဲဘုဒ္ဓတာရမယ်လို့ညွှန်လင်းပါတယ်။အားလုံးအတွက်အကျိုးရှိစေရဆိုရင်ဗီဒီယိုလေးကို like and share လေးလုပ်ပေးပါရှင်။ထပ်နောက်ပြီးတော့နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးများရှိရင်လည်း comment မှာမှန်းကဲလို့ရပါတယ်။အားလုံးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။